ဦးမင်း online ကိုယ်တိုင်ကလည်းတာဝန်ယူတာဝန်ခံမှုမရှိဘူးကြံစည်နာဖြစ်တိုင်းဟိုလူပုံချဒီလူပုံချမြန်မာနိုင်ငံမှာခုဖြစ်မြတ်ဒုက္ခတွေဟာပြည်သူအလုံးမလုံးလို့တော့နော်ဟိုလူပုံချဒီလူပုံချသူ့ပြစ်လုံးဝမရှိဘူးအပြဒနာတစ်ခုဖြစ်တိုင်းမှာဟိုလူပုံချလက်ညိုးပေါင်းငေါက်ငေါက်အပေါ်တွေထိုင်ထိုးနေတဲ့ဦးမင်း online လို့ပဲဦးမင်း online စစ်တပ်ကလူတွေကလည်းတာဝန်ယူတာဝန်ခံမှုလို့တယ်ရိုးသားရမယ်ဗျလင်းဗျသုံးစီးလုံးသူတို့ပြစ်ချပလိုက်အောင်ဟုတ်ဟုတ်တယ်ဝန်ခံရမယ် ဟေယောအလုံးပဲမင်္ဂလာမနက်ခင်ပါမေလာ22ရက်နေ့ရက်မနက်ပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်းတူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးတော့ဆိုရင်နောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးကြီးစုနေတဲ့တုံငယ်ချင်းတွေအားလုံးကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့သတင်းလေးတွေစကြရအောင်မေလာစစ်ရည်နှစ်တွေပခူးတိုင်းနက်တလီမြို့နယ်ကွင်းကျေးရွာစီအကျန်းဖက်စစ်တပ်အထိုင်စခန်းကို ဒေါ်လန်ရဲ့ရဲဘော်များကဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီစစ်ခွေးဖက်မှရှီကောင်တေဆုံးပြီးစစ်ခွေးအလုံးခွေးလိုဝတ်လိုစခန်းစုခွာထွက်ပြီးတွား၍အထိုင်စခန်းကိုမီရှူရှင်လင်းခေချောင်းတာယာဝတီခရိုင် PDF မှတာဝန်ရှိသူတအုပ်ကပြောဆိုထားပါတယ် PDF တွေကစခန်းတစ်ခုတင်ပိတ်ပြန်ပြီးစစ်ခွေးတွေခွေးလိုဝတ်လိုပြီးကုန်ကြပြီးကောင်းလိုက်တဲ့တဲ့နောက်တဲ့ မေလန်စေယန်နေတွေကချင်ပီနေဘမောမြုံနေစကခနစတီအတွင်းတော့စစ်ကိုအင်္ဂလာ PD စစ်ကောင်စီ MI17 ရဟန်ဂျင်တုံးစီအနက်မှ MI17 ရဟန်ဂျင်နစီကို KIA ပူပေါင်းတမြကပိချက်နိုင်ခဲ့ပြီးရဟန်ဂျင်တစီမှာဆွေကူမြုံနေမင်းလာမြုံနေခွေစီငန်ရွာအနောက်ဖက်စီတိုးထဲတွေပြုတ်ကျသွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ယင်းရဟန်ဂျင်ပြုတ်ကျသွားသောနေရာကို KIA ပူပေါင်းတမြက နေမစင်းလင်းရဲ့ပြောလို့စင်စစ်ခွေးမတာအလောင်းစချုပ်လောင်းနဲ့မိလောက်ပစ္စည်းတော်တော်လက်နက်၁၄လက်တင်းစီရရှိခဲ့ကြောင်းသိရပါတယ်။ဗီဒီယိုတွေကြည့်ချင်းချင်းကျွန်တော် Telegram Polore Ekma တွားကြည့်လို့ရပါတယ်။ကောင်းလေးတဲ့တတင်းနောက်တတင်းကချင်လွတ်လပ်ရေးတမတော် KIA ကမေလ20ရက်တွေပြချခဲ့သည့်စစ်ကောင်စီ၏ ယဟန်ဂျင်နစီအနက်ဆွေကူမြုံ၌အရေးပေါ်စင်တက်ခေရသည်ယဟန်ဂျင်ကိုမေ21ရက်မူလွန်ပိုင်းတွင် KIA တပ်မဟာတစတိရေးပေါ်မြကတွားရောက်တိုက်ခိုက်ဖြစ်စီခဲ့သည်ဟုကချင်စီရဲ့တရင်ချင်းမိကပြောဆိုထားပါသည်ဗမုံမြုံတင်းတိုက်ပွဲအတွင်လက်ကျန်စစ်ကောင်စီ၏အမှတ်21စစ်စင်ရေးကကေမှုဌာန6စကကနစတိတောင်းစစ်ကူလာပုဒီယဟန်ဂျင်တုံးစီအနက်နစီကို KIA ကပိတ်ခတ်ခဲ့ရာတစီဒီဆွေကူမြုံနှင့် စင်္ဂမိုင်ခန့်အကွာတွေပြုတ်ကျခဲ့ပြီးတစီဒီဆွေကူမြုတ်တော့အရေးပေါ်စဉ်တက်ခဲ့ရသည်ဟုဆိုပါတယ်အခုတော့ရဟန်းရှင်တစ်ခုစလုံးပြစီတော့ပြီဆိုတော့ကောင်းလိုက်တဲ့တည်မော့ကွာ KIA နဲ့ပူပေါင်းတွေတားလေးစားပါတယ်ကောင်းလိုက်တဲ့တတင်းနောက်တင်းမေလန၁၇ရက်နေ့တွင်ပခူတိုင်လက်ပတံမြုပ်နေတွင်စစ်မှုထမ်းကျအတင်းအတမကောက်ခံနေသည့်တိတ်ဝါချောင်းအုပ်စုကျေးရွာရအိမ်မှုအုံတန်းကိုလောင်ကစားဝိုင်း၌ပိခတ်တိုက်ခိုက်ရာ ပွေချင်းပီတီဆုံခေချောင်းဆွေတမေပီတုကာကွေရဲ့တပွေတာဝန်ကန်ကူကူအောင်ကပြောဆိုထားပါရဲ့ကောင်းလိုက်တဲ့ the day of the day မေလနစီယနေ့တွေမန္လီတိုင်းညံဦးမြောက်မှထွက်လာတော့အကြံဖက်စစ်တပ်စစ်ကြောင်းကိုဒေါ်လာရဲရဲဖို့မြကကြက်ဖြတ်တိုက်ခိုက်ရာစစ်ကောင်စီစစ်ခွေဖက်မှငါးကောင်တေဆုံခေချောင်း People Democratic Army မှစစ်ရေးတာဝန်ခံရဲဖို့အောက်စုကပြောဆိုထားပါတယ်ကောင်းလိုက်တဲ့ the day of the day ကချင်အမျိုးသားအစည်းအရုံး KNU တက်မဟာကုနှစ်နေမင်းထိုင်းမြန်မာနေဆက်တောင်ရင်မင်းအခြေဆိုင်စစ်ကောင်စီတပ်စခန်းရှိခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU ဘဟုကထောက်ပြန်ပြီးတိုက်ပွဲဝင်တပ်ဘူးတပ်မှုများနဲ့ရဲဘော်ရဲဖက်များအားမေလ27ရက်တွင်ကုန်ပြောက်အခမ်းအနားကျင်းပခဲ့တယ်လို့သိရပါတယ်တက်မဟာကုနှစ်အတွင်းစီတောင်ရင်မင်းအခြေဆိုင်တော်စစ်ကောင်စီတပ်စခန်းရှိခုလုံးကို2024ဒီဇင်ဘာ16ရက်မှ 2025မေလ19ရက်အထိငါလာအတွင်တိုက်ခိုက်သိမ်းပိတ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ထိုင်းမြန်မာနယ်စပ်စစ်မိုးဖူကေစကားနပင်မိုးပါတူတာလေတခိုးဘီခွေပူလူတူကလေးဒေမိုးကွေလူနဲ့လေဝါစသည့်စစ်ကောင်စီအခြေကောက်စခန်းရှိခုကိုသိမ်းပိတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ငါလာအတွင်မှာစခန်းရှိခုသိမ်းပိတ်တယ်ဆိုတာနေတာမှမဟုတ်တော့ကွာ။ကောင်းလိုက်တဲ့တဲ့နောက်တဲ့ ရန်ကုန်မြို့တန်လင်းတတားအစင်စီပီတူများထံငွေကြေးကောက်ခံနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များအားအဝေးထင်းမိုက်ဖြစ်တိုက်ခိုက်ခဲ့ကြောင်း Operation Flame အဖွဲ့တာဝန်ရှိသူကပြောဆိုထားပါသည်။ပြည်နာမင်းအဝေးထင်းမိုက်တလုံးအုံပြုတ်ဖောက်ခွဲခဲ့ပါသည်။အချမ်းပက်စစ်ခွေတွေထိခိုက်နိုင်ခြေရှိပါတယ်ဟု၎င်းကပြောဆိုထားပါသည်။ရင်းစစ်စင်ရဲကိုမေလ27ရက်နာနေ့စင်နာရီခန့်တွင် พอเคยได้แค่ชิมปีปีสิกองสิสิเคยพัฒนาที่เคยมุกโูสงสันนิเสพิจังละกองกะเปียวสุทาวาเลยกองเลยเจตตเดนนับตเดนเมื่อลานเสียงเนื้อด้วยมุนปีเนมาดงเมียวเนสิสิกองสิเยอเมียวใจเย็นอามาตาต้องอยากจะเสียชีกูวิญญาณด้เคยยาสิกองสิสิเคยพัฒนาตะกองเตยสงปีงากองที่เคยได้ยายาสิตัวเดลมุนปีทิดปาร์ตีสิอาณาสินใจเพียเออ็็นเเอสพี အဒီကဒီနဲ့တည်င်းထုတ်ပြန်ထားပါတယ်စစ်ခွေးတွေခွေးလူဝက်လူတည်တဲ့တည်င်းတွေတင်ပြတာတုံငချင်းတွေအားရကြလားတုံငချင်းတွေအတွက်အစီအပြီကြလားအဲ့ဒါကိုလည်း comment လေးမှာဖြေပေးကြပါလို့တောင်းဆိုချင်ပါတယ်မေလာ22ရက်နေ့ရဲ့မနက်ပိုင်းအထူးတည်င်းကတော့ဒီလောက်ပါပဲကေဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံးငဒူးလှိုင်ခက်ကပင်စင်ထုတ်တော့အခါတစ်ချက်လောက်ရှူကြရအောင်အဲ့တော့ဘာလို့ဝူရလဲဘာလို့ဝူရတော့မှန်းလဲဒါပေမဲ့ဒီတစ်ချက်တည်းနေဒီ20ရာနေကဓမ္မသောက်တော့မှာတော့ဗာ20ရာတော့ရည် ပင်စင်ထုတ်ပါတယ်ဆိုမှဒီမှာတကြက်တန်နေ20တန်နေဘယ်လိုလုပ်မှာလဲလို့အဖအဲ့ဒါအဲ့ဒါအဲ့တော့အစမပြေဘူးအဖဒါနဲ့ဗန်နာသွားဝယ်မီတာမီတာကဆောင်ပေါ့မီတာကဆောင်လိုက်မီတာမီတာကဆောင်လိုက်ပါအဲမီတာကဆောင်လိုက်အဲမီတာကဆောင်လိုက်ခင်ဗျားတို့စိုးရဗန်ထုတ်ပေးရပါစမ်းဗန်ထုတ်ပေးပါဘေးပဲမရှိလက်မှတ်တော်ထိုးထားစီဒီလက်မှတ်တွေမပြည့်စင်နဲ့မပြည့်စင်နဲ့လက်မှတ်တော်ငွေကန်လက်မှတ်တွေပါတယ်ငွေကန်လက်မှတ်မလွန်လွန်မိုးလားလွင်မိုးလားအေးလွင်မိုးအမအဲ့တဘုံနမရိုက်ထားဖုံးရှင်တဘုံရိုက်ထား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 အဲ့ဒါအဆုတ်တာပြဲတာပြင်စင်ထုတ်ပါတယ်ဆို ငတို့လိုင်ကပိဆက်မရှိတော့ဘူးဒါကြည့်တော့ရဲ့တကြက်တန်တွေတုံးနေပြီဆုတ်ပြတ်တက်နေပြီကျွန်တော်တို့မြန်မာနိုင်ငံအဲ့ဒီပိဆက်တွေကိုစัจကြောက်တဲ့နေရာမှာသွားပေးလိုက်မိတာခဆောင်တဲ့ချိန်မှာသွားပေးလိုက်အဲ့ဒါမှန်ဆုံးပဲအစိုးရကောက်ခံတဲ့အခွင့်အရေးတွေမှာသွားပေးလိုက်ငတို့လိုင်ခက်မှမကြုံဖူးတဲ့ဟာတွေပဲကျွန်တော်တို့အကြုံနေရတယ်အောပါကမ္ဘောစာဘာကဲဒါဆိုရင်တော့ now video တမကွနိနေမီတောင်းရင်မစ်အခြေစိုက်စခွေးစခန်းရှိခုလုံးကိုတင်ပိတ်ခဲ့တဲ့ရေးပေါ်တွေကို ပြည်သူတွေကတောင်းတောင်းပြပြကြိုးစူတဲ့ဗီဒီယိုတစ်ချက်လောက်ရှုကြရအောင်ကြိုးစူကြတာပေါ့ကြိုးစူတင်တယ် ီလိုမျိုးအောင်ပွဲခံတဲ့ဗီဒီယိုတွေကိုကျွန်တော်တို့ကအားပေးရမယ်။ကျွန်တော်တို့နိုင်ငံအတွက်အသက်ပေးခဲ့တဲ့ဗီဒီယိုတွေအောင်ပွဲခံတဲ့ချိန်မှာကျွန်တော်တို့ကအားမပေးရင်ဘသူကိုအားပေးရမှာလဲ။အဲဒါကြောင့်ကျွန်တော်ကတော့အောင်ပွဲခံတဲ့ဗီဒီယိုတိုင်းတင်သွားမှာဖြစ်ပါတယ်။အောင်ပွဲဆိုတာကျွန်တော်တို့ရဲ့ဘန်တိုင်းဖြစ်တဲ့အတွက်နှုတ်ဆက်လဲတင်ဆက်သွားမှာဖြစ်ပါတယ်။ geta swing dot no video ချောင်းဥကကြေတပွင့်ရေပေါ်အာနုံတရင်ဆောင်ပါတစ်ချက်လောက်နာစင်ကြည့်အောင်ဒါစိတ်ထိရေကွာ People Spring ကဈေးအောင်ရေးထားတဲ့ 6ဦးကကျဲတပွဲဆိုတဲ့တင်းဆောင်ပေါင်းဇမုံကဖပြပေးပါမယ်။မေလ15ရက်ညပိုင်းကစကိုင်းတန်း6ဦးမြို့နယ်ငလုံးတင်ကြီးရွာဘက်ကနေတအုံးအုံးအတန်တွေထွက်ပေါ်လာပါတယ်။6ဦးမြို့နယ်အတွင်းမှာနေ့စဉ်ရက်ဆက်လေချောင်းပစ်လိုက်လက်နက်ကြီးထုလိုက်နဲ့ပြည်သူတွေကိုအကြောင်းမဲ့ပြစ်ခတ်နေတဲ့စစ်ကောင်စီကဒီတစ်ခါမှလေလက်နက်ကြီးနဲ့ထုလိုက်တာပါ။အဲ့ဒီမြင်ကွင်းကိုရဲဘော်မြင့်မြတ်စိုးခေါ်အာနုကမျက်ဝါးထင်ထင် မြင်လိုက်ရပါတယ်။ အဲ့ဒီနောက်သူကငလုံးတင်ရွာကိုအပြေးအလွှာသွားကြည့်ပါတယ်ရဲဘော်အာနိုးဆိုသူကအသက်29နှစ်အရွယ်ရှိပြီးမုံရွာခရိုင် အမှတ်15တရင်ကပါမိဖတွေကငွေကြေးအတန်အသင့်ရှိပြီးသူ့ကိုလည်းအလိုလိုက်ကြပါတယ်ဒါကြောင့်သူ့အတွက်တော့ငွေရေးကြေးရေးဆိုတာပူစရာမလိုခဲ့ပါဘူးဒီလိုနဲ့စစ်ကောင်စီအာဏာသိမ်းပြီးနောက်သူ့လည်း PDF ထဲဝင်ခဲ့ပါတယ်ငွေရေးကြေးရေးပြေဆောင်တဲ့သူမျိုးအခွဲအတွက်လိုအပ်တာတစ်ခုခုရှိတာနဲ့အိမ်ကနေယူပြီးပံ့ပိုးလို့ရှိတယ်လို့ မုံရခရိုင်အမှတ်15တရင်မှုကပြောပါတယ်။နောက်ပြီးရဲဘော်အာနုကစစ်ကောင်စီနဲ့ထိတွေ့တိုက်ပွဲတွေမှာလဲတက်တက်ကြွကြွလိုက်ပါလိရှိပါတယ်။သူအရန်ပန်းနေလို့ကျွန်တော်တို့ကနားဖို့ပြောတာတောင်းတိုက်ပွဲထဲမပောင်ရင်တောင်မှသူ မဖြစ်ဖြစ်အောင်လိုက်လာတာလို့တရင်မှုကပြောပြတယ်။မေလ15ရက်အဲ့ဒီနေ့ညကငလုံးတင်ကြေးရွာကိုစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်တာလဲမရှိပဲချောင်းဦးမြို့ပေါ်ကနေလက်နက်ကြီးတွေနဲ့ထုပါတယ်။ လက်နက်ကြီးတွေကြလို့နှလုံးတင်ကျေးရွာကနေအိမ်တွေမီးဆွဲလောင်ပါတော့တယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရလို့ရဲဘော်အာနုကနှလုံးတင်ကျေးရွာစီတုတ်ချေတင်ပြေးတော့တာပါ။ဒီလိုပြေးရင်နဲ့လေမီးတပ်နဲ့တက်ရင်စီကိုဖုံးဆက်ပါတယ်။မီးတွေလာငင်းကူကြဖို့ပါ။ရဲဘော်အာနုကမီးလောင်တဲ့ရွာတွေပြေးဝင်ပြီးပြည်သူတွေကိုခေါ်ထုတ်တယ်။မီးငိမ့်သက်ဖို့အော်ဟစ်တယ်။ဒံယာရသူနဲ့ကလေးတွေကိုချီးပိုးခေါ်ပြီးကဲထုတ်တယ်။လက်နက်ကြီးနောက်ထပ်တစ်လုံးဆက်ထူတော့လဲ သူကသူလှုပ်เสียရရှိတာကိုဆက်လုံနေတော့ပါပဲဒီလိုနဲ့လက်နက်ကြီးတတရအလုံးထုလိုက်ချိန်မှာတော့ရဲဘော်အာနုရောက်နေတဲ့နေရာနာကအဆောက်အဦးကိုဝင်းမှန်ပါတော့တယ်လက်နက်ကြီးစားကသူ့ညာဘက်ခါကိုထိသွားခဲ့တာပါဒါပေမဲ့သူက ခြေတော့ဒဏ်ရာရထားတဲ့ကလေးငယ်တယောက်ကိုခတိခွာပြီးမိတော့တွေကြားရဲကနေရွာပြင်ကိုထော့နဲ့ထော့နဲ့နဲ့ထွက်လာပါတယ်ရဲဘော်အာနုကလက်သေးကကလေးကို ရောက်လာတဲ့အဖွဲရီစီမှာအပ်တယ်အဲ့ဒီနောက်မှာတော့ ဘေးကဖျားပေါ်ကိုတက်သွားခဲ့ပါတယ်ရဲဘော်တွေကမင်းသွေးတွေထွက်နေတာလို့ပြောတာကိုရရရတယ်ဘာမှမဖြစ်ဘူးဆိုပြီးဖျားသွားကြတော့တာလို့တယင်းမှုကပြောပြပါတယ်ရဲဘော်အာနုကဖျားတက်ရှိခိုးပြီးဦးချတယ်အဲ့ဒီနောက်ပြန်အစင်လှေကားချင်းရောက်တော့ဘိုင်းကနေလဲကျသွားတော့တယ်သူကဒဏ်ရာပြင်းလို့သွေးထွက်လွန်ပြီးလဲကျသွားတာလို့တယင်းမှုကရှင်းပြပါတယ်ဒါပေမဲ့အဲ့နောက်မှာရဲဘော်အာနုကညာဘက်ခါမှာလက်နက်ကြီးအစအထိမှန်ဒဏ်ရာနဲ့ပဲ ည7:00နာရီကျော်လောက်မှာကွယ်လွန်သွားခဲ့ပါတယ်။အဲ့ဒီညကရဲဘော်အာဏာသိမ်းတန်ခါတစ်ပါးနဲ့ပြည်သူ၄ယောက်ပါ အသက်ဆုံးပါခဲ့ရပါတယ်။မုံရခရိုင်အမှတ်15တရင်ဟာတက်ရင်မဖြစ်ခင်ကရဲဘော်တဦးတက်ရင်ဖြစ်ပြီးနောက်ပိုင်းရဲဘော်10ဦးစုစုပေါင်းရဲဘော်12ဦးအထိဆုံးရှုံးထားပါတယ်။ရဲဘော်အာဏာဟာစစ်ကောင်စီရဲ့မတရားမှုကိုသူကိုယ်တိုင်လည်းကြုံခဲ့ရပြီးနောက်လက်နက်ကန်ခဲ့သူ ဖြစ်ပါတယ်။အဓိကကတော့သူကပြည်သူမျက်နှာကြည့်တာပါ သူ့ဘဝကပြည့်စုံတဲ့ဘဝပါလို့တည်ရင်မူကဆိုတယ်သူကတော်လှန်ရေးအောင်ပြီးရင်ကိုအရင်ကလိုမိသားစုပေါ်မဆိုးတော့ပဲသူ့အမေနာနေကျင်တယ်လို့တဖွားဖွားရင်းဖွင့်ပြီးတဲ့အကြောင်းရဲဘော်တွေကပြန်ပြောပြတယ်အခုတော့ရဲဘော်အာနုကိုဆုံးရှုံးခဲ့ရပါပြီဒီအတွက်သူတို့တက်ရင်ရောတခြားတက်ရင်တက်ဖွဲ့တွေပါစိတ်ထိခိုက်နေကြရပါလိမ့်မဖြေနိုင်တာပေါ့မဖြေနိုင်ပေမဲ့သူကပြည်သူတွေအများကြီးကိုလွတ်မြောက်အောင်ကယ်နိုင်ခဲ့တာဆိုတော့ သူ့ပေးဆမှုကမုံမြတ်တယ်လို့ပဲပြောချင်တယ်ဆိုပြီးတက်ရင်15တက်ရင်မှုကခန်းစားချက်ကိုရင်းဖွင့်ပြောပြခဲ့ပါတယ်ရှင်ဒီတရင်ကိုရင်ကတင်ပြခဲ့ဖူးပြီပေါ့နော်လွန်ခဲ့တဲ့3ရက်4ရက်လောက်ကကျွန်တော်တို့ရေးဘော်တွေကရေးဘော်အာနုလိုပဲစိတ်တက်ကောင်းနေကြပါတယ်စိတ်တက်မင်းမနေကြပါတယ်ရေးဘော်အာနုတားလေးစားပါတယ်မိရဲ့တမိုင်းချောင်းကိုဘတော်မှကျွန်တော်တို့မိမှာမဟုတ်ပါဘူးကျေးဇူးလည်းတင်ပါတယ်လို့ဒီကနေ့ပြောချင်ပါတယ်ကေတာဆိုရင်တော့ no video လေရင်ပစ်ချခံရတာကိုအမှန်တိုင်မဝင်ခံရတဲ့ငဒူးလှိုင်ကို ပြောင်းကြည့်ကဆုံးမတဲ့ဗီဒီယိုတစ်ချက်လောက်ရှုချက်ရအောင်လေရင်နေတပုံကပြစ်လိုက်တယ်နော်ထိတယ်လက်ကြတယ်ဒါကပြဿနာမဟုတ်ဘူးပြဿနာပါလဲဆိုတော့တာဝန်ယူရမယ်တာဝန်ခံရမယ်ရိုးသားရမယ်တိုက်ရဲခိုက်ရဲစိတ်ဓာတ်ရှိရမယ်ပြက်ပြက်သားသားဆောင်ရမယ်ဒါကအရေးကြီးဆုံးပဲလေရင်တစင်းချင်းကစားတာမဟုတ်ဒီစဒီစပွဲอ่ะเนาะလေရင်ဥမာဖြစ်ဟယ်လီကော်ပတာ20နာရီကစားတာမဟုတ်20နာရီရသွားလို့လေဒါဘောဟာကြီးမဟုတ်ဘူး ကျွန်တော်တို့ဒီတက်မတော်ဘက်ကရိုးသားမှုပိုင်းမှာနည်းနည်းလေးနော်ဒီသတင်းထုတ်ပြန်တဲ့နေရာမှာနည်းနည်းလေးအားနည်းနေတယ်တစ်ဖက်ကဒီ video file တက်လာတဲ့အခါမှာတော့ကိုဘလို့နေဖြစ်ကုန်ပြီလဲစစ်ချွေရင်လို့ပြတ်ကြတာပါထက်ကလည်းအောက်ကဘလို့သတင်းတင်မှမှမသိရည်နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ပါအခုအခြေအနေကြည့်ရတာကတော့တာဝန်ယူမှုတာဝန်ခံမှုပေါ့နော်အားနည်းတယ်ဥမေ online ကိုယ်တိုင်ကလည်းတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးကြံစည်နာဖြစ်တိုင်းဟိုလူပုံချဒီလူပုံချမြန်မာနိုင်ငံမှာခုဖြစ်မြတ်ဒုက္ခတွေဟာပြည်သူအလုံးမလုံးလို့တော့နော်ဟိုလူပုံချဒီလူပုံချသူ့ပြစ်လုံးဝမရှိဘူး ဲ့တော့တက်မလို့ခေါင်းဆောင်ကိုတိုင်ကယူသားမှုကျူးစားမှုနဲ့နော်ဟိုတာဝန်ယူမှုတာဝန်ခံမှုရှိရတဲ့စိတ်ဓာတ်မရှိဘူး။အပြည့်တနာတစ်ခုဖြစ်တိုင်းမှာဟိုလူပုံကြလက်ညိုးပေါင်းငေါငေါအပေါ်နေထိုင်ထိုးနေတဲ့ဥမင်းအောင်လာလို့ပဲဥမင်းအောင်စစ်တပ်ကလူတွေကလည်းတာဝန်ယူတာဝန်ခံမှုလိုတယ်။ယူသားရမယ်ဗျ။လေးင်းဗျာအသုံးစီးလုံးသူတို့ပြစ်ချပလိုက်အောင်ဟုတ်ရဟုတ်တယ်ဝင်ခံမယ်။ဒီကဝင်ခံတာဒီ၃နှစ်လုံးပြတ်ကြသွားတာဘဝကြီးလည်းမဟုတ်ဘူးလို့ဒါကြီးကအဖြေလည်းမဟုတ်ဘူး။ဒီကကျွန်တော်လိုချင်တာက ယူသားမှုနဲ့တာဝန်ခံမှုနဲ့ပြတ်သားမှုနဲ့တိုက်ပွဲကိုနိုင်အောင်တိုက်ပါမယ်ဆိုရက်ပြတ်သားမှုပဲလိုချင်တယ်ဒီစကားမျိုးပဲလိုချင်တာအဲ့တော့မှဇာမရှိနဲ့စစ်သားမလုပ်ကြနဲ့ပေါ့နော်ကျွန်တော်ပြောချင်တယ်ဒီရဟတ်ရင်ကစင်းလာတယ်စင်းလာတဲ့အခါမှာမစင်းရင်ကလေးကအပြစ်ခံရတာတဲ့တွေ့ကြပြီလားစစ်ခွေးထုတ်ခံတဲ့ပြည်သူတွေစစ်ခွေးလိုပြီးတွေစစ်ခွေးတွေပြောင်းကြည့်လို့အမှန်တကယ်မင်းတို့ကဝန်ခံရမှာအခုတော့မင်းတို့ကမဟုတ်တော့ဘူးရှောက်ပြောနေကြတာဆက်ချွယွန်းပြီးမှပြောကြတာတော့အဲ့လိုမျိုးတော့တစ်ခါတလေဖြစ်တတ်ပါတယ်တော့ မင်းတို့တို့မရှိကြဘူးလားကွာဒီတစ်ခါပြောင်းကြည့်ကတော့ဝင်ခံတော့ပြန်ပါပြီကေဒါဆိုရင်တော့ note song video လိုက်ပွေးမမဲဟဲ့ပန်းဘရူကွန်အဲ့ဒါမှမမလို့လည်းလို့လည်းပြ။ဟာမော်အင်းလား။မော်အင်းလား။မကြလို့မတစ်ချက်လည်း။မောက်ဟင်းငါမောက်ဟင်းငါမောက်ဟင်းငါ။နေဆိုဒီမှာလည်းအလုံးပြောနေရတယ်မလို့။မောက်ဟင်းငါဟေးမောက်ဟင်းငါ။မောက်ဟင်းခါငမေးလင်းလေရင်ပြတ်ကြတာကိုဆက်ချူယွန်းပြီးမှ ပြုတ်ချသွားတာတဲ့မင်းတို့တွေခွေးလိုဝက်လိုလင်နေလို့ပြီးသူတွေကိုအပြစ်မရှိပေနဲ့လေရင်နှစ်နှစ်အတိုင်းဘုံကျင်းနေလို့အခုစင်တော့ရဟန်းရင်ထဲမှာပါတဲ့စစ်ခွေးစချုပ်ကောင်မိသွေးတွေဖြစ်နေကြပြီအဲ့ဒါမင်းတို့ရဲ့အာကုတူလုံးမှုကြောင့်အခုတော့မင်းတို့ခံနေကြပြီနောက်မှလည်းဖိဖိချင်းလာမယ်မပူကြနဲ့ခွေးသားတွေဟုတ်ကဲ့ပါသူငယ်ချင်းတို့ဒီနေ့မနေ့ပိုက်တင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများကြည်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time